ဗုဒ္ဓ ानु ဂတိဘာဝနာဆိုတာမြတ်စွာဘုရားရဲ့မြင့်မြတ်ဆုံးဂုဏ်ကြီးသွေးတွေကိုနှလုံးသွင်းဆင်ခြင်နေတာကိုပြောတာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာအသင်ချေနန္ဒရှိတယ်မရေမတွက်နိုင်လောက်အောင်များပြားတယ်အဲ့ဒီတွေကမှမြတ်စွာဘုရားကိုယ်တိုင်ဒီဂုဏ်တွေနဲ့ပြည့်စုံတယ်ဆိုပြီးတော့ချိန်ဖန်များစွာဝန်ခံဟောကြားခဲ့တဲ့ဂုဏ်တော်၉ပါးရှိတယ် ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာရှရဏသမ္ပန္နောသူကတောလောကဝိတုအနုတရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿနံဘုဒ္ဓောဘဂဝါကုံတော်တစ်ပါးချင်းစီကိုနှလုံးသွင်းကြည့်မယ်အရဟံကိလေသာပုကင်း၍ ငြိမ်းဧသောစိတ်နှလုံးရှိတော်မူပါသောမြတ်စွာဘုရားကိလေသာတရားတွေဆိုတာပူစီတဲ့ညှဉ်းနှွမ်းစီတတ်တဲ့တရားစုတွေလူချင်းမမောမှုလောဘဖြစ်ရတာပူလောင်နေစိတ်တိုင်းမကြမှုဒေါသတွေဖြစ်ရတာပူလောင်နေဘဝခန္ဓာရဲ့အကြောင်းကိုအမှန်မသိမှုမောဟတွေနဲ့နေရတာပူလောင်နေ နာလိုမှုဝန်တုံမှုတွေဖြစ်ရတာပူလောင်နေအဲ့ဒီလိုပူလောင်တဲ့ကိလေသာတရားတွေဟာမြတ်စွာဘုရားရဲ့တန်တမ်းမှာဘာတစ်ခုမှမဖြစ်တော့ဘူးအရဟတမဉဏ်နဲ့အမြင့်ပြတ်ပဲတတ်ပြီးပြီဘလောက်မမောเสียကောင်းတာနဲ့တွေ့တွေ့မြတ်စွာဘုရားမှာလောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်မကျေနပ်เสียကောင်းတာနဲ့တွေ့တွေ့ မြတ်စွာဘုရားမှာဒေါသဖြစ်တယ်ဆိုတာမရှိဘူးအဲဒါလို့ပူတဲ့လောင်တက်တွေမရှိလို့မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာပဂတိငြိမ်းအေးတော်မူတယ်တမ္မာတမ္ဗုဒ္ဓောလုံးစုံသောတရားတို့ကိုမဖောက်မပြန်ကိုပိုင်ဉာဏ်ဖြင့်မှန်ကန်စွာ သိမြင်တော်မူပါသောမြတ်စွာဘုရားမြတ်စွာဘုရားဆိုတာ တဘာဝတရားတွေကိုဖန်တီးသူမဟုတ်ဘူးသိမြင်သူသာဖြစ်တယ်တဘာဝတရားတွေရဲ့အကြောင်းကိုပြီးပြည့်စုံအောင်သိမြင်နားလည်သူသာဖြစ်တယ်ဒါတွေကဆင်းရဲကြောင်းတရားဒါတွေကတော့ချမ်းသာကြောင်းတရားဒါတွေကတော့တဏှာဝိတုခကလွတ်မြောက်ကြောင်းတရားလို့အဲ့ဒါလိုတဘာဝတရားတွေရဲ့အကြောင်းကိုမြတ်စွာဘုရား ိုတော်တိုင်မှန်မှန်ကန်ကန်ပြည့်ပြည့်စုံသိမြင်တော်မူ၏ဝိဇာရှင်နာတံပါနောမျက်စိနဲ့တူသောအတိညာဝိဇာခြေထောက်နဲ့တူသောကျင့်စရဏတရားတို့ဖြင့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရားလူရပနိုင်ကိုရောက်ဖို့အတွက်မျက်စိနဲ့တူတဲ့အတိညာပညာရှိဖို့လိုသလို့ ခြေထောက်နဲ့တူတဲ့အကျင့်စရဏတရားနဲ့လည်းပြည့်စုံမှုလိုတယ်။အတိရောအကျင့်ရောနှစ်ခုလုံးပြည့်စုံမှ လိုရာခီးကိုရောက်နိုင်တာ။မြတ်စွာဘုရားဟာဝိဇ္ဇာနဲ့လည်းပြည့်စုံတော်မူတယ်။စရဏတရားနဲ့လည်းပြည့်စုံတော်မူတယ်။သူကတော်တတ္တဝါတို့ဟာအကျိုးများကြောင်း ဟုတ်မှန်သော စကားကောင်းကိုသာ မြတ်စွာဘုရားသောမြတ်စွာဘုရားမြတ်စွာဘုရားဘုရားဖြစ်တဲ့ညကစပြီးတော့ပြိဋိဘံစံတဲ့ညအထိဒီညနှစ်ညကြာမှာမြတ်စွာဘုရားပြောခဲ့တဲ့စကားတွေဟာပြောတဲ့အတိုင်းမှန်နေဒါကြောင့်မြတ်စွာဘုရားတထာဂတမြည်တယ်လို့မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့ဘူးတယ်မြတ်စွာဘုရားပြောခဲ့တဲ့စကားတွေတိုင်းဟာ တတ္တဝါတွေချမ်းသာဖို့အကျိုးရှိဖို့ကြီးပဲလောကဝိရုလောကအလုံးကိုသိမြင်တော်မူပါသောမြတ်စွာဘုရားမြတ်စွာဘုရားလုံးစုံသောလောကကိုသိမြင်တော်မူတယ်တဲ့တတ္တလောကလို့ဆိုတဲ့တတ္တဝါတွေအကြောင်းကိုအသေးစိတ်ပြည့်စုံအောင်သိမြင်တော်မူတယ်ဒီတတ္တဝါဟာဘာကြောင့်ဒီလိုဖြစ်နေတာသူ့အကြိုက်ကဘယ်လို့ ူစရိုက်ကဘဲပုံအကုန်စင်တည်တယ်တတဝါတူချင်းစီရဲ့ကိလေသာအထူပါပြတော်ကောင်းတက်ခံအမှုရဲ့အရာအလုံးကိုခေစီတင်ညာတည်တော်မူတယ်သင်္ခါရလောကလို့ဆိုတဲ့ရုံဏနေရဲ့အကြောင်းကိုလည်းပဲအသေးစိတ်အကုန်စင်သိမြင်တော်မူတယ်ရုပ်တည်နဲ့နေဘယ်လိုဖြစ်ပေါ်နေကြသလဲ ဘာကြောင့်ဖြစ်ပေါ်နေကြသလဲဘယ်လိုတွေဆက်ဖြစ်မလဲအသေးစိတ်အကုန်သိတယ်ပဋ္ဌာန်းတရားဆိုတာမြတ်စွာဘုရားဘလောက်သိတယ်လဲဆိုတာရဲ့အသက်တွေပဲဩကာသလောကလို့ဆိုတဲ့ကမ္ဘာလောကကြီးအကြောင်းကိုလည်းအကုန်ရှင်းသိမြင်တော်မူတယ်သိတော်မူလို့စัจ java လာအနန္တလို့မြတ်စွာဘုရားဟောခဲ့တာမြတ်စွာဘုရား လောကအလုံးကိုသိမြင်တော်မူတယ်။နှုတ်တော်ပုရိသဓမ္မတာရထိစုံမလိုက်သောတတ္တဝါတို့ကိုကိလေသာကင်ရင်ကျေးခြင်းသို့ရောက်အောင်စုံမတော်မူရ၌အတုမရှိအမျက်ဆုံးဖြစ်တော်မူပါသောမြတ်စွာဘုရား။တတ္တဝါတွေကို ကောင်းမွန်ပြုပြင်နိုင်တဲ့နေရာမှာမြတ်စွာဘုရားအစွမ်းနိုင်ဆုံးပဲ။အတုမရှိအမျက်ဆုံးပဲ။ ဆရာကဒေါသမောဟတို့ကြောင့်ရိုင်းဆိုင်နေတဲ့တတ္တဝါတွေကိုဆရာကဒေါသမောဟကင်းပြီးယဉ်ကျေးခြင်းသို့ရောက်အောင်ဆုံးမတဲ့နေရာမှာမြတ်စွာဘုရားအသာဆုံးမြတ်ဆုံးပဲတတ္တာဒီဝမနုဿာနံတန်တရာခီသွာတတ္တဝါအများတို့ဤရှည်သွာခေါင်းဆောင်ကြီးဖြစ်တော်မူပါသောမြတ်စွာဘုရားတန်တရာဆိုတာ ဖြတ်တန်းဖို့ခက်တဲ့အလွန်ကြမ်းတမ်းတဲ့ကန္တာရခရီးခဲကြီးပဲတတ္တဝါတွေဆိုတာခရီးတဲ့တွေပဲမြတ်စွာဘုရားဟာတတ္တဝါတွေကိုလိုရာခီးရောက်အောင်ဆောင်ကျင်းပေးမဲ့လမ်းခီးမှာကျွမ်းကျင်လိမ့်မာတဲ့ရှည်သွားကောင်းဆောင်ကြီးပဲအမျက်ဆုံးဆရာကြီးပဲလမ်းခီးကိုကျွမ်းကျင်လိမ့်မာတဲ့ရှည်သွားကောင်းဆောင်မပါပဲခရီးတဲ့တွေဟာလိုရာခီးကို ဘေးကင်းရန်ကင်းရောက်ဖို့ဆိုတာဖြစ်နိုင်ဘူးဘဝခီးချောမွေဖို့တန်လျာခီးချောမွေဖို့နိဗ္ဗာန်လို့ဆိုရဲမရောက်ဖူးတဲ့အရက်ကိုရောက်အောင်သွားတဲ့နိဗ္ဗာန်ခီးချောမွေဖို့ခီးမျိုးစုံချောမွေဖို့အတွက်ညက်စွာဖျားရဲ့အစုံမလမ်းညွန်ချက်တွေဟာတခုရီသောအာကိုရပဲဘုဒ္ဓသစ္စာလေးပါအမှန်တရားတို့ကို ကိုယ်တိုင်လည်းသိမြင် တပားသူတို့ဟာလေတိစီတော်မူရပါတော့မြတ်စွာဘုရားရှုံဏတို့ရဲ့စင်စင်မပြတ်ဖြစ်ပေါ်ပြောင်းနေနေတဲ့ဒီဘဝဒီဖြစ်စဉ်ကြီးဟာဆင်းရဲမှုတသက်ကြီးပဲလို့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုမြတ်စွာဘုရားဟာသိတော်မူတယ်လူချင်းမှုရချင်းမှု ဖြစ်ချင်းမှုတဏှာလောဘဆိုတာဆင်းရဲခြင်းရဲ့အကြောင်းတရားအမှန်ပဲလို့ လောဘရဲ့တမှုရိယတစ္ဆာသဘောကိုသိမြင်တော်မူတယ်။အဲ့ဒီလောဘကိုလည်းအကျွင်းမဲ့ပြတ်တတ်တော်မူတယ်။လောဘငြင်းခြင်းသည်ဆင်းရဲငြိမ်းရာနိဗ္ဗာန်ပဲလို့လောဘကုန်ခန်းခြင်းရဲ့និရောဓတစ္ဆာသဘောကိုသိမြင်တော်မူတယ်။အဲ့ဒီនិရောဓတစ္ဆာကိုလည်းမျက်မှောက်ပြုတော်မူတယ်။တဘာဝတရားတွေရဲ့အကြောင်းကို မမကံကတိမြင်ခြင်းတမာဒိဋ္ဌိကောင်းဆောင်တဲ့မဲခင်ရှိပါဆိုတာဒုက္ခငြိမ်းရာနိဗ္ဗာန်သို့ဆက်ရောက်စေတဲ့လမ်းပဲလို့မဲခင်ရှိပါရဲ့ဒုက္ခငြိမ်းချောင်းလမ်းစဉ်အဖြစ်ကိုလည်းသိတော်မူတယ်။အဲ့ဒီမဲခင်အကျင့်ကိုလည်းပွားများပြီးဖြစ်တယ်။အဲ့ဒါလို့သစ္စာလေးပါးကိုထွထွင်းပြီးသိတော်မူလို့မြတ်စွာဘုရားရှင်ရဲ့ဒုက္ခအလုံးချုပ်ငြိမ်းတော်မူတယ်။ ။ဒါဆိုဗျာကိုယ်တိုင်တစ္ဆာလေးပါသိပြီးဒုက္ခငြိမ်းအောင်ဆောင်ရွက်နေုံမြမကဘဲနဲ့တတ္တဝါတွေကိုလည်းတစ္ဆာလေးပါသိပြီးဒုက္ခငြိမ်းအောင်ဘဝတစ်လျှောက်လုံးဆောင်ရွက်တော်မူခဲ့တယ်။ဘဂဝါပြုကျင့်ခဲ့သောပါရမီတော်နန္ဒတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုံဖြာပြာတို့ဖြင့်ကောင်းစွာကုန်လုံးပြည့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရား။ လေးတင်ချင်တဲ့ကမ္ဘာတသိမြင့်မြတ်တဲ့ပါရမီလုပ်ငန်းတွေကို မရေတွက်နိုင်အောင် ပြုလုပ်ဖြည့်စည်းတော်မူခဲ့လို့ဖျားဖြစ်မဲ့ဘဝမှာဘာမှလူလီသေးမရှိပြည့်စုံအောင်ပါရမီတရားတွေဟာဖက်ဖက်ကနေကျူးပေးကြတယ်။ဒါကြောင့်မြတ်စွာဘုရားရုပ်ရည်အဖြစ်နဲ့အတင့်တယ်ဆုံးဉာဏ်ပညာအဖြစ်နဲ့အထက်မြတ်ဆုံးသူတော်ကောင်းတရားအဖြစ်နဲ့ပဲအမြင့်မားဆုံး ဂုံကျက်တည်းအဖြစ်လည်းအကြီးအကျယ်ဆုံးဖြစ်ရတယ်။ဒါကိုပဲဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကူတော်နန္ဒပါရမီတော်နန္ဒလို့ချီးကျူးပူဇော်ကြတာ။ဘဝပေါင်းများစွာကောင်းတာတွေကိုပြည့်ပြည့်စုံအောင်ပြုလုပ်ခဲ့လို့ဖရာဖြစ်တဲ့ဘဝမှာဖေဘက်ကမှလူလီသေးမရှိလောကီလောကုတ္တရာခုံပေါင်းများစွာနဲ့အလျံပဲပြည့်စုံတော်မူတာ။ အရဟံသဘဂဝါဆုံးကိုးပါသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရားကိုယုတိမြတ်နိုးရှ िख ိုးပူတော်ပါ၏ဖျား